ီစီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဇွန်လ28ရက်တဲ့မီစီမ Prime Time မီစီမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးတော့မှာပါဒီနေ့ကြည့်ရှုရမယ့်တရင်တွေကတော့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးဘူထောင်မှာကွယ်လွန်တဲ့တရင်ကမ်ဘလူးမစစ်ကောင်စီစစ်ကြောင်းက3ရက်အတွင်းပြည်သူ့ကိုယ်အုပ်ကိုညှဉ်းပန်းတပ်ဖြတ်တဲ့တရင်ကမ်မမှာစစ်ရှောင်းညရဲ့နေအိမ်ကိုဖောက်ထွင်းတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ပြီးခုနှစ်ဦးသေဆုံးတဲ့တရင် ရုရှားအပေါ်တန်ခတ်ပိတ်ဆို့မှုရက်ထက်တိုးပိုဥရောပတမကခေါင်းဆောင်တွေသဘောတူလို့အရာရှိတွေပြောတဲ့တဲ့ရင်နိုင်ငံတကာတဲ့ရင်အပါအဝင် နောင်ဆိုးရကုံစည်းနှုတ်နဲ့အခြားအရေးကြီးတဲ့ရင်တွေကိုတင်ဆက်ပေးတော့မှာပါခင်ဗျာပထမဆုံးတဲ့ရင်တစ်ပုဒ်အနေနဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဥပိုထောင်မှကွယ်လွန်တဲ့တဲ့ရင်ကိုအရင်ဆုံးတင်ဆက်ပေးပါမယ်အာနန္ဒိတ်စစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံထားရတဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဒီကနေ့ဇွန်28ရက်နေ့မနက်ပိုင်းမှာ မန္တလေးဥပုထောင်အတွင်းမှာကွယ်လွန်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNMC ကတည်ရပါတယ်။နှလုံးအမောဖောက်တယ်။အမောဖောက်ပြီးမှရုတ်တရက်ဆုံးသွားတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါအပြင်အရေးပေါ်ဖြစ်တဲ့အချိန်မှာပြင်ပဆေးရုံကိုအချိန်နဲ့တပြေးညီမထုတ်ခဲ့ဘူးပေါ့။မန္တလေးမှာလုံခြုံရေးတင်းကျပ်တယ်မင်းအွန်လိုင်းလာဖို့ရှိရဲဆိုရဲတရင်စကားတွေပြောပြီး ြင်ပကိုလုံခြုံရေးရမထုတ်ခဲ့တဲ့အခြေအနေကြောင့်နှလုံးအမောဖောက်ပြီးရုပ်တရက်တေဆုံးတယ်ဆိုပြီးတည်ထားရပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံချင်းသားများကိုရဲ့ PPNN ရဲ့တာဝန်ခံကိုတိုက်ထုံးကမျက်စိမှကိုပြောပါတယ်တေဆုံးချိန်မှာအသက်69နှစ်ရှိပြီဖြစ်ပြီးတော့လက်ရှိမှာမိသားစုကိုတေဆုံးသူရဲ့ရုပ်အလောင်းပြန်မပေးသေးဘူးလို့မိသားစုနဲ့နှီးဆက်သူတူစီကသိရပါတယ် စစ်တပ်အာဏာသိမ်းတဲ့2023ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာဖမ်းဆီးခံခဲ့ရတဲ့ဥအောင်ကျော်ကိုစစ်ကောင်စီကရဲစကြီးဥပဒေပုံမှန်905ကာကြီတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု at ဥပဒေပုံမှန်25ရုပ်နဲ့ထောင်ဒဏ်စုစုပေါင်း9နှစ်ချမှတ်ထားတာပါဥအောင်ကျော်က2025ခုနှစ်ကနေ2020ခုနှစ်တို့မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပတိန်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်တက်မှာရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက်အနိုင်ရရှိခဲ့သူဖြစ်ပြီးတော့မန္တလေးတန်းလွှတ်တော်ဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတဦးလည်းဖြစ်ပါရယ်ခင်ဗျာဆလဘီယတီအန်အလေးထိန်းချုပ်မျိုးတွေကိုလေချောင်းတက်ခတ်ပြီးတော့၃ရက်အတွင်း၅ဦးတေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တီအန်အလေးထိန်းချုပ်ရာကြောင်မဲနဲ့မိုးကုတ်တွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေပြီးတော့၃ရက်အတွင်းအမျိုးသမီး၄ဦးအပါအဝင်တိတခန့်၅ဦးတေဆုံးခဲ့ရတယ်လို့ CNL ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။မနေ့ကဇွန်လ26ရက်ညတကောင်ချိန်မှာ Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာကြောင့်အသက်49နှစ်အရွယ်အမျိုးသမီး၃ဦးတေဆုံးကအသက်18နှစ်အရွယ်နဲ့အသက်19နှစ်အရွယ်အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်နှလုံးလည်းပျက်စီးခဲ့လို့ဆိုပါတယ်။ ဇွန်လ24ရက်နေ့ကလည်းကြောင်မဲမြို့ကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လှုပ်ဆောင်ခဲ့ပြီးအမျိုးသမီး3ဦးအမျိုးသား2ဦးသေဆုံးကကလေးငယ်2ဦးအပါဝင်ဒေသခံ14ဦးထိခိုက်ဒဏ်ရာရပြီးတော့စာတင်ကြောင်းနှစ်ကြောင်းနဲ့နေအိမ်46လုံးထိခိုက်ပျက်စီးခဲ့လို့ TNL ကဇွန်လ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ဇွန်လ25ရက်နေ့မှာ TNL ထိန်းချုပ်ရန်မန်လေးတိုင်းမိုးကုတ်မြို့နယ် အုံးကင်ကျေးရွာကိုလေကြောင်းတိုက်ခတ်မှုလှုပ်ဆောင်ခဲ့ရာကြောင့်ကလေးငယ်အပါဝင်တတခန်နှစ်ဦးထိခိုက်ဒဏ်ရာရကနေငါးလုံးနဲ့ဖုန်ကြီးကျောင်းတကျောင်းပြက်စီးခဲ့လို့သိရပါတယ်စကောင်စီဟာငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်ဆောင်နိုင်ဖို့ဇွန်လကုန်ကြီးအပြစ်ခက်ရက်စဲထားတယ်လို့ကြေညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လုပ်ဆောင်နေရလဲဖြစ်ပါတယ် ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ဖို့စစ်ရေးတရစ်အမြဲရှိဖို့လိုအပ်ပြီးတော့ရေလေကြောင်းရန်ကာကွယ်ရေးနီးလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကတရီပေးထားပါတယ်တောင်လွမြောက်ရေးတက်မတော် TNL ရာတဆယ်နှစ်ခုစစ်စစ်ရေးပိုင်းတင်တဲ့နှစ်မှာရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မန်တုံနမ်ခမ်း ုတ်ခိုင်နဲ့မတူမိုင်းငော့မိုင်းလုံးကြောက်မဲနောင်ချိုမိုးမိတ်တီဝောမြို့နယ်နဲ့မန္တလေးတိုင်းကမိုးကုံမြို့နယ်တို့ကို တိမ့်ပိုက်ပြီးတော့အုတ်ချုပ်ရေးလက်ပတ်ဆောင်ရွက်စရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကမ်ဘလူးမှာစစ်ကောင်စီစစ်ကြောင်းက3ရက်အတွင်းပြည်သူ၉ဦးကိုနှင်းပန်းတပ်ဖြတ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဒေသကြီးကမ်ဘလူးမြို့နယ်တောင်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကောင်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းက၃ရက်အတွင်း ခြေရွာ၃ရွာကပြည်သူကိုကိုညှင်းပန်းတက်ဖြတ်သွားရလို့ကျွန်းသားမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့အစည်းကသိရပါရယ်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီပူပေါင်းအင်အားတရားပါတဲ့စစ်ကြောင်းဟာဇွန်လ23ရက်က25ရက်နေ့အထိကမ်လူမြို့နယ်ကစည်းကုံးတိုက်နယ်အတွင်းမှာရှိတဲ့တပြေတာကျောင်းကုန်းစတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက်ဒေသခံကိုကိုဖမ်းဆီးနှင်းပန်းတက်ဖြတ်ခဲ့လို့ဆိုပါရယ် တပြက်ခံရသူတွေကအသက်50အရွယ်စွန့်အပ်ပြည်သူတဦးလဲပါဝင်တယ်လို့သိရပါတယ်။ကျွန်းလတုတ်ရှားတက်ကြွသူများအဖွဲ့ရဲ့ဆိုင်ရင်ရာတပြက်ခံရသူတွေမှာအသက်34နှစ်ကနေ60ကြာမှရှိတဲ့အမျိုးသားရှင်ဦးတို့ဖြစ်ကြပါတယ်။တပြက်ခံလိုက်ရတဲ့သူတွေဟာလက်ပြန်ကြိုးတုပ်ပြီးညှဉ်းပန်းနှိပ်စက်တပြက်ခံခဲ့ရပြီးတော့တအုပ်မှာမီးရှို့တပြက်ခံခဲ့ရကြောင်းကျွန်းလတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။အဲ့စစ်ကြောင်ကဇွန်လ23ရက်နေ့မနက်၈နာရီခွဲပါ ဝတ်တူတောင်ရွာက နေတဆင်းတပြေတာရွာနဲ့ကျောင်းကုန်းရွာကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ဝင်ရောက်လာခဲ့ပြီးတော့ကျေးရွာတွင်းမှာရှိတဲ့ပြည်သူတွေကိုဖမ်းဆီးကာတံပိုးကြီးပစ္စည်းတွေကိုယူဆောင်တာနဲ့နေအိမ်တွေကိုမီးရှို့ရာတုံးရက်ဆက်တိုက်ပြုလုပ်ခဲ့ကြောင်းကျွန်းလတက်ကြွလှုပ်ရှားသူတွေဖွဲ့စည်းကတည်ရပါတယ်။မင်းကဇွန်လ26ရက်နေ့မနက်9:00နာရီမှာတပြေးသားရွာနဲ့ចောင်းကုန်းရွာကထွက်လာပြီးတော့ ရီကုန်းတကြားဆက်ကိုဝင်ရောက်သွားကအဲဒီကနေတဆင့်မွန်းတဲ့ဆက်နိုင်မှာဂွေးကုန်းရွာကိုရောက်ရှိသွားလို့သိရပါတယ်။ဒီနေ့မနက်ပိုင်းကလည်းစစ်ကောင်စီတပ်စစ်ကြောင်းဟာရမနေရွာပြူစောချီနဲ့ပူပေါင်းပြီးတရက်ဆောက်ကြီးရွာကနေအရှိတ်ကိုဆက်လက်ထွက်ခွာနေရလို့ကျုံးလှတက်ကြွလှုပ်ရှားသူတွေစီကသိရပါတယ်။အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့်တပြေးသားကြောင်းကုန်းနဲ့အနီးနားမှာရှိတဲ့ကြီးရွာတွေကထောင်နဲ့ချီရဲ့ဒေသခံတွေဘေးလူရာကိုထွက်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကံမမှာစစ်ရှောင်တွေရဲ့နေအိမ်ကိုဖောက်ထွင်းတဲ့စစ်ကောင်စီတပ်ကိုချိတိုက်ခိုက်ပြီးတော့ခုနှစ်ဦးတေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းကံမမြို့ပေါ်ကစစ်ရှောင်တွားရဲ့ဒေသခံတွေရဲ့နေအိမ်ကပျက်စီးတွေကိုဖောက်ထွင်းယူဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့ရင်နစီပါရင်တန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားခုနှစ်ဦးသေဆုံးသွားတယ်လို့ပခုတ်ကူ People Defense Force PPDF အဖွဲ့ကမနေ့ကဇွန်လ26ရက်နေ့ညပိုင်းမှာတရင်ထုတ်ပြန်လာပါတယ် အဲ့ဒီမနက်7နိုင်ဝင်းကျင်မှာကံမမျိုးအတွင်းမှာပြည်သူပိုင်ပစ္စည်းတွေကိုလိုက်လံတင်ဆောင်နေတဲ့စစ်ကောင်စီရဲ့ရင်တန်းကိုအလစ်ငိုက်တိုက်ခိုက်ခဲ့ရလို့ပခုတ်ကူ People Defense Force အဖွဲ့ရဲ့တာဝန်ရှိသူကမျိုးစီမာကိုပြောပါတယ်ပခုတ်ကူမျိုးနယ်အခြေစိုက်တပ်မတရားတစ်ကစစ်ကောင်စီတပ်ဖွဲ့ဟာပေါင်းမျိုးနယ်မှာရှိတဲ့စစ်ကောင်စီအထိုင်စခန်းတွေနဲ့ပြူရွာတွေကိုရိတ်ခါပို့ဆောင်ဖို့ဇွန်လအစပိုင်းကစတင်ပြီးအင်အားများပြားပောင်းဝင်တဲ့ရင်တန်းတွေနဲ့ထွက်ခွာလာတယ်လို့သိရပါတယ် ဲ့ရင်တန်းဟန်ကမ္မမြို့ကိုရောက်ရှိလာပြီးတဲ့နောက်ကမ္မမြို့မှာနောက်ချံအင်အားတွေထားခဲ့ပြီးတော့ပေါ့မြို့ဘက်ကိုဆက်လက်ထွက်ခွာနေရလို့အညာမြေရက်ဖက်လူမှုအဖွဲ့စည်းမြိုင်ကဖော်ပြထားပါတယ်စက်ကောင်စီစစ်ကြောင်းရောက်ရှိလာခြင်းကစပြီးကမ္ဘာမြို့ပေါ်နဲ့မြို့အနီးနားကကျေးရွာတွေကဒေသခံပြည်သူအများပြားစစ်ဘေးရှောင်နေကြကစစ်ကောင်စီတပ်ဖွဲ့ကစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုဖောက်ထွင်းနေတာဖြစ်တယ်လို့ပခုတ်ခု People Defense Force အဖွဲ့စီကတရားပါတယ် အဲ့တိုက်ခိုက်မှုကိုပကောက်ကူ people defense force pp pdf အဖွဲ့နဲ့အတူ abt ရအမှတ်3စစ်ကြောင်းအောင်ကျော် rg မြို့နယ်ပါလာဖ tiger warrior force twf အညာမြေပျောက်ကြားတပ်ဖွဲ့ကိုဇော်မိုက်ကိုရီကဲနဲ့ကိုပလောက်ဦးဆောင်တဲ့လူငယ်ပျောက်ကြားတပ်ဖွဲ့ YGF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါရခင်ဗျာဆက်လက်ပြီးတော့နိုင်ငံတကာသတင်းဘက်ကိုကြည့်ရှုကြအောင်ပါ ရုရှားပေါ်တန်ခတ်ပိတ်ဆို့မှုရက်ထတ်တိုးဖို့ဥရောပတမကခေါင်းဆောင်တွေသဘောတူလို့အရာရှိတွေပြောတဲ့တဲ့ရင်ကိုဝိုင်းတော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးမှာပါခင်ဗျာရုရှားပေါ်ချမှတ်ထားတဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုနောက်ထပ်6လတတန်းထပ်တိုးဖို့ဥရောပတမက EU 28နိုင်ငံရဲ့ခေါင်းဆောင်တွေကကြာတာရင်းနေမှာသဘောတူလိုက်ကြပြီးကရင်မလင်နဲ့ယင်းနေတဲ့ဟန်ဂေရီနိုင်ငံကအချိန်ဆွဲနေမဲ့စိုးရိမ်မှုကိုလည်းဖြေရှင်းလိုက်နိုင်တယ်လို့အရာရှိတွေကပြောပါတယ် ဘရက်ဆဲမှာကျင်းပနေတဲ့ထိပ်သီးဆွေးနွေးပွဲဆုံးဖြတ်ချက်ကြောင့်ယူကရိန်းစစ်ပွဲအတွက်ရုရှားအပေါ် EU အဖွဲ့တစ်ခုလုံးချမှတ်ထားတဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုအနည်းဆုံး2026ခုနှစ်အစောပိုင်းအထိဆက်လက်အသက်ဝင်နေစေမှာဖြစ်ပါတယ်။တန်ခတ်ပိတ်ဆို့မှုတွေထဲမှာရုရှားဗဟိုဘဏ်ပိုင်းယူရိုဘီလီယံ200အမေရိကန်ဒေါ်လာ234ဘီလီယံကိုထုတ်မရအောင်ထိန်းချုပ်ထားမှုလည်းပါဝင်ပါတယ်။ဟန်ဂေရီကောင်းဆောင်ဗီတာအော်ဘန်ကသဘောထားပြောင်းလဲဖို့ညှင်းဆန်ခဲ့ရင် မော်စကိုပေါ်ချမှတ်ထားတဲ့ EU ရဲ့စီးပွားရေးအရအပြစ်ပေးအရေးယူမှုတွေဆက်လက်တည်တံ့နေစေရေးအတွက်အရေးပေါ်အစီအမံတွေကိုလည်းပြင်ဆင်ထားတယ်လို့အရာရှိတွေကပြောပါတယ်။အမေရိကန်ပြည်ထောင်စုကငြိမ်းချမ်းရေးကြိုးပမ်းမှုတွေလှုံ့ဆော်ဖို့ဖိအားပေးနေချိန်မှာဘူဒါပက်စ်ကတန်ခတ်မှုတတန်းတိုးဖို့ညှင်းဆန်ခဲ့ရင် EU အဖွဲ့ရဲ့ရုရှားအပေါ်ဩဇာအကြီးအကျယ်ကျဆင်းသွားမှာကိုလည်း EU အဖွဲ့ဝင်တွေကစိုးရိမ်နေကြပါတယ်။ အဲ့ဒီတန်ခတ်ပိတ်ဆို့မှုကို6လတစ်ချိန်တက်တန်းတိုးဖို့လိုအပ်ပြီးဇန်နဝါရီမှာတက်တန်းတိုးခဲ့ရမှာဖြစ်တယ်လို့အဲ့ဒီအချိန်ကအော်ဘန်ကဆုံးဖြတ်ချက်ချရေးကိုနောက်ဆုံးအချိန်ထိအပြင်းထန်ဆန့်ကျင်နေခဲ့ပါတယ်။ EU အနေနဲ့ရှီရင်ဆွဲတန်ခတ်ပိတ်ဆို့မှုတွေကိုဆက်လက်ထားရှိနိုင်လိုက်ပေမဲ့ဟန်ဂေရီနဲ့သူ့မဟာမိတ်ဆလိုဗက်ကီးယားတို့ရဲ့ပိတ်ဆို့ထားမှုတွေကြောင့်နောက်ထပ်တန်ခတ်ပိတ်ဆို့မှုအသစ်တစ်စုံကိုချမှတ်နိုင်တာမရှိခဲ့ပါဘူး။ ရေရှားတပ်ထူတင်ပို့ရေးတရုတ်နိုင်ငံနဲ့နားလည်မှုရပြီလို့ American ပြောတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ကြည့်ရှုကြအောင်ပါခင်ဗျာတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးကိစ္စတိုးတက်မှုရှိရလို့အင်ဖြူတော်ကဂျာတာရင်းနေကအချက်ပြပြောကြားလိုက်ပါတယ်အမေရိကန်ကိုမြေရှားတပ်ထုတွေတင်ပို့ရေးကိုအရှိန်မြင့်ပြုလုပ်ရေးအပါအဝင်ကုန်သွယ်ရေးကိစ္စတွေကိုနှစ်ဖက်လုံးကနားလည်မှုရရှိခဲ့လို့အရာရှိတအူးကပြောပါရယ်တနိုင်ငံရဲ့ထုတ်ကုန်တွေအပေါ် အခြားတစ်ဖက်ကမြန်မာရဲ့အခွန်နှုံးထားတွေအပြန်အလှန်ချမှတ်ထားတဲ့အပေါ်ယာယီရှော့ချပေးဖို့ဝါရှင်တန်နဲ့ပေကျင်းတို့မေလကကျင်းပခဲ့တဲ့ဇနီးဘာဆင်းရဲဝဲအပြီးမှာသဘောတူထားခဲ့ကြတာပါအခွန်မဟုတ်တဲ့အခြားတံပြန်ဆောင်ရွက်ချက်တွေအပေါ်ရှော့ပေးထားရင်လည်းတရုတ်ဘက်ကခရီးပြုခဲ့ပါရဲ့ ဒါပေမဲ့တရုတ်ဘက်ကအဲ့ဒီသဘောတူညီချက်ကိုချိုးဖောက်နေတယ်လို့အမေရိကန်ကနောက်ပိုင်းမှာဆွဆွဲပြောကြားခဲ့ပြီးမြေရှားတပ်ထုတင်ပို့ရေးအတွက်ပို့ကုန်လိုင်းစင်ခွင့်ပြုရမှာနှောင်းနှေးနှေးကွေးအောင် လုပ်နေတယ်လို့ပြောထားပါဗျ။အခုလအတွင်းလန်ဒန်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအပြီးမှာဂျနီဗာသဘောတူညီချက်အတိုင်းဆက်သွားဖို့မူပေါင်းတရက်ချမှတ်ရေးကိုတပြည့်ပြည့်ဆောင်ရွက်သွားဖို့နှစ်ဖက်သဘောတူညီခဲ့ကြပါဗျ။ မရဒေါ်နယ်ထရန့်အဆိုရနဲ့တရုတ်တို့ကဂျနီဗာသဘောတူညီချက်ကိုအကောင်အထည်ဖော်ဖို့မူပေါင်းတရက်အတွက်နောက်ထပ်နားလည်မှုအပေါ်တူညီခဲ့သဘောတူညီခဲ့ကြရတယ်လို့အင်ဖီရိုအရာရှိက AFP ကိုချက်တာရင်းကြီးကပြောပါရတယ်။တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးဆက်ဆက်တဲ့သဘောတူညီချက်တရက်ကိုအခုပဲလက်မှတ်ထိုးခဲ့တယ်လို့ဝါရှင်တန်မှာပြုတ်တဲ့အခမ်းအနားတစ်ခုမှာထရန့်ကပြောပြီးတော့အသေးစိတ်ကိုရမပြောထားပဲဒီရှင်းလင်းချက်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါရတယ်။ ဘလွန်ဘတ် TV ကိုထရန့်ပြောကြားခဲ့တဲ့မှတ်ချက်စကားရအပေါ်မေးမြန်းတဲ့အခါ American ကုတန်ရောင်းဝယ်ရေးဝန်ကြီးဟောင်း West Lunes က London ညှိနှိုင်းဆွေးနွေးပွဲတွေကိုညှိညွန်းဖြေကြားခဲ့တာပါထိတ်ဆုံးအဆင့်ကနေအတီးပြုချက်လိုအပ်တဲ့မူပေါင်းသဘောတူညီချက်ကိုတခုကလက်မှတ်ရေးထိုးပြီးတော့တစိက်ခန့်နှိပ်ခဲ့ပြီးဖြစ်တယ်လို့သူက ပြောဆိုသွားပါတယ်ခင်ဗျာထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါ အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမရဲ့ဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စဉ်1100ကျပ်၊ပြန်ပပုံစီ4610ကျပ်၊စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စဉ်1650.1ကျပ် ြင်ပပေါ့စေ3639ကျင်းယူရောပဒီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2460တသမ58ကျင်းပြင်ပပေါ့စေ9382ကျင်းထိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ64တသမ91ကျင်းပြင်ပပေါ့စေ142တသမ89ကျင်းလေရှားတဘင်ကိကိုစစ်ကောင်စီတတ်မှတ်စေ499တသမ28ကျင်းပြင်ပပေါ့စေ 1092ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါကိုလည်းလည်းနှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ58သိန်း9000ကျပ်၊ပြင်ပပေါက်ဈေး89သိန်း6000ကျပ်စငါးဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ55သိန်း11885ကျပ်ပြင်ပပေါက်စေ84သိန်း9000ကျပ် ပေါ့စည်းရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73ကြီးစင်းတုံးတွေကတော့ဒီဇယ်1လီတာကို2930ကျပ်၊ပရီမီယံဒီဇယ်1လီတာကို3385ကျပ်၊အော်ဒိတ်92လီတာကို3140ကျပ်၊အော်ဒိတ်95လီတာကို3210ကျပ်ပေါ့စည်းရှိပါတယ်။ပေါ်ပြပါ73ကြီးစင်းတုံးတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစာအုပ်စီဇင်းလုံးတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6080ကျပ်ပြင်ပပေါ့စီ9000ကျပ်ပေါ့စီရှိပါတယ်။ပေါ်ပြပါဇင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျက်စီမှာ prime time မျက်စီမှာတရင်အစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီဇန်ကိုတော့ကျွန်တော်ခန့်တွေကစူးစီးတင်ဆက်ပေးကြတာပါ တဲ့မြစ်စိမဘရန်ဒန်အစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိည9:00နာရီမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ။ စည်းမှာတွင်များဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ